နွားចောင်းသားလေးရဲ့နတ်ဘုရားမှတ်တမ်းအပိုင်းနဲ့လောဘတခင်ခန္ဓာကိုအဘွားစစ်ကချင်မှုကိုရွာဘက်သို့ဆွဲခေါ်လာရင်ပြုံးလိုက်တာလက်ချက်ပါတယ်ဟိုဟိုဒီဒီလှောင်ကြည့်မနေတော့နဲ့မမြတ်လားဒီနေ့ကမင်းတို့အရေးကြီးတဲ့နေ့ပဲရွာလူကြီးရဲ့ဖူးကြီးမာကအကောင်လုံးလာခဲ့ကြတော့ရွာထဲမှာမီးပုံကြီးတစ်ခုထွန်းလင်းနေရလက်ချက်ပါတယ်ရွာလူကြီးကိုထန်းစင်နဲ့တဲထုတ်လာတာလည်းဖြစ်ပါတယ်သူကတင်းငိတ်စွာမေးလိုက်ပြီးဝင်းကြီးလေးကောင်ရခဲ့ပြီလားအကောင်ရခဲ့ပါပြီ လက်တက်ဖတ်တာရှိတော်သည့်အဖူကြီးမှာက ပေပုံများစွာရှည်သည့်ကြောက်စင်းရငွေကြီးကိုဆွဲထုတ်လာကအဲ့ဒီငွေကသွင်းညီနာများထွက်နေတော်လေအသက်ရှင်လျက်ရှိသေးတာလည်းဖြစ်ပါတယ်။သို့တော်လေအဖူကြီးမကြီးတက်ဖတ်သေးသောလက်ထင်စုံညက်သားမှုအောက်တွင်လူလွတ်နိုင်ခြင်းမရှိပါဘူး။တချိန်တည်းမှာပင်ပန်းပဲဆရာရွှေအားကသူ့ကိုထပ်ရောင်ရောင်လေးကြည့်သည့်ငှက်ကြီးတကောင်ကိုတည်လာနေတာမှာအဲ့ဒီငှက်ရဲ့အထောင်ပံနဲ့ခြေထောက်တွေကိုချီနှောင်ထားတာကြောင့် ယုံကန်လိုက်တန်းမိခွင်တဖွားဖွားထနေရလဲဖြစ်ပါတယ်။အဲ့ဒီလိုယုံကန်ရမှာထွက်ပေါ်လာတဲ့တဖြောင်းဖြောင်းတဖြောင်းဖြောင်းအတန်တွေကကြက်သီးထောက်ဝဲကောင်းလာပါတယ်။အဲ့ဒီနောက်မှာမြတ်မမြင်ကစပွဲတလုံးအရွယ်ထကြီးမားအလေးကြီးတကောင်ကိုတည်ဆောင်လာတာလဲဖြစ်ပါတယ်။လေကြီးကနှစ်ပေါင်းမီမြတ်ကြအောင်ရှင်တန်းခဲ့သည်မသိအခွန်ကပင်ရွှေရောင်တန်းနေကြပြီ။ခြေလေးချောင်းလုံးကအခွန်ထဲဝင်နေပြီးတစ်ချက်တစ်ချက်မှာခြေတစ်ချောင်းထွက်ထွက်လာပါတယ်။အဲ့လိုထွက်လာချိန်နာမှာ ကိုလုံးအောင်မှာရင်ငွေများထွက်လာတာကိုချင်မှုတွေ့လိုက်ပါတယ်။ရင်ငွေတွေကချင်မှုကိုလေဘော်ပြင့်တင်ပြီးပြေးထွက်သွားနိုင်လောက်သည့်အထိအပင်းထိပုံပေါ်ပါတယ်။အဲ့ဒီလိုထွက်မပြေးနိုင်သည့်တခုတည်းသောအကြောင်းမှာ မြက်မမြင်က၎င်း၏ညက်ခေါင်းကိုချိတ်ဖြင့်ဖောက်ရီဆွဲထားသောကြောင့်ဖြစ်ပါတယ်။နဂါးစိန်ကြားဖြူမိငှက်နဲ့လိမ့်နှက်ငါတို့အနေနဲ့အဲ့ဒီဝိညာဉ်သားရဲ့လေးကောင်ရဲ့သွေးကိုမရှာနိုင်ပေမဲ့နဂါးစိန်မွေ့ တမဏိအယိုးကြလျှက်စည်းငတ်နဲ့ရွှေရောင်လိတ်ကိုစားထိုးပြီးသုံးလို့ရပါသေးတယ်။ဒီကောင်တွေနဲ့ဆိုလုံလောက်ပြီးရွာလူကြီးကရွာရဲ့တူဦးတဲသောတားတတ်သမားကိုခေါင်းတစ်ချက်ဆက်ပြလိုက်တာကြောင့်တားတတ်သမားကတွိုင်းဖဲ့ဟွေပြုံးလိုက်ပြီးသူ့လက်များကိုအာပြူကရှေ့သို့တိုးသွားလိုက်ပါတယ်။သူကခန္ဓာကိုယ်အပေါ်ပိုင်းသာရှိတော်သူလည်းဖြစ်ပါတယ်။သူ့ခါအောက်ပိုင်းတစ်ခုလုံးကတိတိခုပိုင်းခန့်ထားရတာလည်းဖြစ်ပါတယ်။ နဂါးစိမ့်ငွေတမဏိအယူဂျာလီရဲ့စီးငန့်ညရွှေရံလေးတူရဲ့ရှိမှာဇလုံးကြီးလေးလုံးချထားပါဗါးတာတသမကတကောင်လင်တစ်ချက်သာခုတ်ချလိုက်ပါဗါးတာရဲ့ဒီရဲ့သွေးများပိုင်းထွက်လာပြီးများစွာမကြလိုက်ပဲဇလုံးအပြည့်ထွက်သွားပါဗါးစေးစရာယွာလူကြီးကခေါ်လိုက်တာကြောင့်ယွာရဲ့တူးသေးသောစေးစရာကရှေ့ကိုထွက်လာပါဗါးသူ့မျက်နှာအရေးပြားနှာခေါင်းနဲ့နှာခေါင်းတော်ဝတ်မှာ လီးထုတ်ခံထားရတာလည်းဖြစ်ပါတယ်။သူကတရွာလုံးမှာရုပ်အဆိုးဆုံးနဲ့ကြောက်စရာအကောင်းဆုံးဖြစ်ပါတယ်။ဒါပေမဲ့ချင်းမူကတော့ဘိုးဘိုးဆေးဆီမှာခင်းစရာအကောင်းဆုံးဟုထင်မိပါတယ်။ဆေးဆီကရှေ့ထွက်လာပြီးထူးဆန်းနဲ့အနီရောက်တိရွတ်လေးရွတ်ကိုထုတ်ယူလိုက်ပြီးအဲ့ဒီတိရွတ်များပေါ်မှာနှင်းခဲတူဖြူပွေးနေတဲ့ပိုးကောင်ဦးလေးတူစီရှိနေတယ်။ဆေးဆီကစလုံးတလုံးလင်တိရွတ်တိရွတ်စီထဲလိုက်ပြီး ိုးကောင်ဦးလေးများမှပိုးကောင်လေးလေးများပေါက်လာပြီးတည့်ရွက်ပေါ်မှာနားပြီးသွေးများဆက်တင်တောက်သုံးပါတော့တယ်။အဲ့ဒီပိုးကောင်များကသွေးတောက်ရင်အရွယ်စားကြီးလာတာကြောင့်ဇလုံးများထက်ရှိသွေးများကနှင်းမြန်စွာကုန်ဆုံးသွားပြီးပိုးကောင်ဝော့ဝော့ကြီးများသာကြံရစ်ခဲ့တော့တယ်။စေးစရာက စားခဲ့သူအဖြူရောင်အမှုများကိုဖြိုးချက်လိုက်တော့အခါပိုးကောင်လေးကောင်မှလင်းမြန်စွာကျွံ့ဝင်သွားကြောင်းချင်မှုတွေ့ရတယ်။ထိုမြင်ကွင်းကြောင့်သူအံ့ဩတကြီးဆုတ်တက်လိုက်မိ။ တခဏကြာပြီးတော့ဈေးစီယာကဘိုးကောင်လေးကောင်ကိုကောက်ယူလိုက်တယ်။ထိုဘိုးကောင်များကလက်တဝါအရွယ်သာရှိတော်တယ်။ထိုနောက်ကျွေးပကံလေးလုံးကိုထုတ်ယူ၍ဘိုးကောင်တကောင်ကို ခတ်တင်းတင်းဆုံးညစ်လိုက်ရစူးရှာသောတကြွကြွအသံများကျဲလောင်စွာထော့ပေါ်လာသည်။၎င်း၏ပစမတ်ကြီးလင်သောပရင်းရောင်တွေးဆက်များအန်ထွက်လာသည်ပကံတလုံးအပြည့်ထစ်သွား၏။အခြားဘိုးကောင်တုံးကောင်ကိုလည်းထိုနည်းတူပင်ခွက်ထဲသို့ညစ်ထဲလိုက်သည်။ပြီးသည့်အခါထိုခွက်လေးခွက်စလုံးကို ချင်မူရှိသို့ချိုင်းခေါင်းခိုင်းရလိုက်၏။ ဒီလောက်ဝိညာဉ်သွေးကိုပဲထုတ်လို့ရလေဒါတွေကတကယ်ဝိညာဉ်သားရဲ့ဒီမှာမဟုတ်ပဲမူဟာလူခဏကိုတည်းမှာဝိညာဉ်တန်တေသားတချင်းငါပါအရချုံမျက်နာခုနှစ်စင်ကျဲကောင်းကင်နဲ့အသွင်းတည်ချင်းရှင်ချင်းနဲ့ကောင်းကင်တရားဆိုပြီးတော့ယတနာလိုက်ခုနှစ်ခုရှိတယ်အဲ့ဒီယတနာလိုက်ခုနှစ်ခုကတောက်ခတ်ထားတဲ့လူဝတ်ယတနာတွေလိုပဲထာဝရပိတ်လောင်နေတယ်အဲ့ဒါကြောင့်သူတို့ကိုကောင်းကင်ယတနာခုနှစ်ပါလို့ခေါ်ကြတယ်အဲ့ဒီကောင်းကင်ယတနာခုနှစ်ပါကပုံမှန်ဆိုရင်ပိတ်နေတဲ့အတွက် တိုင်းသမားတယောက်အနေနဲ့ကို့ဘာသာဖွင့်ဖို့လိုအပ်တယ်။ရွာလူကြီးကပြောလိုက်ပြီးမိဖို့မမိတော်မြားရဲ့အရေးကရွာလူကြီးမျက်ငါပေါ်တွင်တလူလူတလူလွန်ထင်ဟနေတခင်သူအရှင်အဝါအငွေအသက်ကကြောက်ရွံ့တုန်လှုပ်ဆရာဖြစ်နေ၏။အဲ့ဒီကောင်းကင်ယရနာတွေကိုနိုးစွားဖွင့်လှစ်ဖို့စူးစမ်းတဲ့နေရာမှာအတားဆီးမွေပိုက်ဆို့နေတယ်။ယရနာတစ်ခုစီမှာအတားဆီးတစ်ခုစီရှိတယ်။ဝိညာဉ်တန်တေတာအတားဆီးတကြီးငါးပါအတားဆီးအရက်ချုံးမဲ့နအတားဆီးခုနှစ်စင်ကျဲအတားဆီး ကောင်းကင်နတ်သွင်းတားစီဒေချင်းရှင်ချင်းနဲ့ကောင်းကင်တရာအတားစီဆိုပြီးတော့အတားစီခုနှစ်ခုရှိလေ။အဲ့ဒီအတားစီတွေကိုချိုးဖြတ်တဲ့ဖြစ်စဉ်ကိုတော့အတားစီချိုးဖြတ်ခြင်းလို့ခေါ်တယ်။အဘိုးမာကချင်းမူဤကောင်ကိုသူဤတဖန်ထဲတော်လက်ဖြင့်ခပ်ပဖွားပွတ်တိုက်ယူပြောလိုက်သည်။အတားစီကိုမချိုးဖြတ်လိုက်ရင်တိုင်းချင်းပုံမထစ်နိုင်ဘူး။တချို့လူတွေကကောင်းကင်ပုံရဲ့မျက်နှာပါပေးခန့်နာတယ်။သူတို့မွေးလာကြတဲ့ကဝိညာဉ်တန်တေသားရဲ့အတားစီချိုးဖြတ်နေတဲ့အတော့ သူတို့ရဲ့ဝိညာဉ်တန်ဒေတာကောင်းကင်ယတနာကတဘာဝအကိုင်ပွင့်ပြီးသားဖြစ်နေကြတယ်။အဲဒီလိုခန္ဓာကိုယ်ဖွဲ့စည်းတိဆောက်ဖို့မျိုးကိုဝိညာဉ်ခန္ဓာလို့ခေါ်ကြတယ်။တိုင်းကျင့်ဖို့အကောင်းဆုံးမျိုးစေ့ပဲ။ဝိညာဉ်ခန္ဓာရှိတဲ့လူတွေကတာမန်လူတွေထက်မင်းမားတဲ့ပါရမီအရေးချင်းရှိပြီးတော့တာမန်ထက်နှုတ်ဆမြင်အောင် လေ့ကျင့်သွားနိုင်ကြတယ်။ဝိညာဉ်တန်ဒေတာမှာတဘာဝတတ်၄မျိုးရှိနေ။အဲဒီတော့ဝိညာဉ်ခန္ဓာ၄မျိုးရှိတော့ပေါ့။ငကားစိတ်ဝိညာဉ်ခန္ဓာ၊ကြားပြူဝိညာဉ်ခန္ဓာ၊မီးငတ်ဝိညာဉ်ခန္ဓာနဲ့ လိမ့်နဲ့ဝိညာဉ်ခန္ဓာဆိုပြီး၄မျိုးရှိတယ်။လူတယောက်ကဝိညာဉ်တန်တေသားပိုင်ဆိုင်ထားလာမပိုင်ဆိုင်ဘူးလားတွေ့ဖို့အဲ့ဒီဝိညာဉ်သားရဲ့လီးခေါင်ရဲ့သွေးဟုန်လိုအပ်တယ်။မင်းမနဂါးစိတ်ဝိညာဉ်ခန္ဓာပိုင်ဆိုင်ထရင်နဂါးစိတ်ဝိညာဉ်သွေးတောက်ပြီးတဲ့အခါနဂါးစိတ်ကြီးနိုးထလာလိမ့်မယ်။အဘိုးကြီးမှလို့ပေါ့။စေးစရာကပြောလိုက်သည်လက်တစ်ပတ်ထဲသားရှိသည့်အဘိုးကြီးမကသူ့အိမ်ကြီးကျဲဒီကိုဖြုတ်ဤချွတ်ကချင်မှုဤရွှေတွင်ကိုအပေါ်ပိုင်းပလာတိရက်လိုက်သည်။ထို့နောက်ချင်မှုဘက်သို့ကြောပြီးလို့ခတ်အုပ်အော်ဟိမန်တွင်လိုက်၏။ ရုတ်တရက်အစိမ်းရောင်ချီတခုအဘိုးကြီးမာကြီးမောက်ကျော်မှထွက်ပေါ်လာသည်ကိုချီးမွမ်းမိလိုက်ရသည်ထိုအစိမ်းရောင်ချီကအဘိုးကြီးမာကြီးမင်းရောက်ရုံမှနောက်ဆက်အထိဆန့်ထွက်၍နဂါးတကောင်အသွင်တို့တဖြည်းဖြည်းပြောင်းသွား၏နဂါးတကောင်၏အကြီးခွင့်များမူးဆိုင်နှင့်အမွေးအမြများအပြေအဝပေါ်လာပြီးသောအခါနဂါးလက်သေးတခုကအဘိုးကြီးမာကြီးတဖက်ထဲသောလက်တော်သို့ဆန့်ထွက်လာသည်နောက်ထပ်နဂါးလက်သေးနှစ်ခုကလောသူ့ချီတော့နှစ်ဖက်တွင်ရစ်ပတ်သွား၏ဒါနဂါးဆိုင်ဝိညာဉ်ခန္ဓာပဲလက်တဖက်တည်းရှိသည့်အဘိုးကြီးမာက သူ့အင်ကြီးကိုပြောင်းဝေးလိုက်သည်အဘွားကြီးစစ်ကတော့ကြားပြူဝိညာဉ်ခန္ဓာရှိတယ်အဘွားစစ်ကစိတ်ပြက်လက်ပြက်ဟန်ဖြင့်မျက်လုံးလိုက်ပြီးပြေးလိုက်သည်သူကတော့အင်ကြီးချုပ်ပြီးရှင်လူခွေးဟုတ်ကြီးတို့မျက်စိအရတာခိုင်ခွင့်မပေးမှမဟုတ်ဘူးချင်းမှုတို့ကျုပ်ရဲ့ခြေဆွာရင်ပုံတံဖွဲ့ပြီးပြပေးမယ်အဘွားစစ်ဤခန္ဓာကိုယ်ကအနှင်းငယ်လုခါသွားပြီးသူဒီနောက်ကျောအထက်၌မန်ဟွန်ပြင်းသည့်ကြားပြူတကုံဤခဝါဝါပုံရိပ်ထွက်ပေါ်လာ၏ထိုပုံရိပ်ထံမှတားရဲ့ဟင်းတန်းခတ်တဲ့တဲ့ကိုပင်ကြားရသလိုရှိသည် ဒီရွာကသူတွေအကုန်လုံးကဝိညာဉ်ခန္ဓာရှိကြတာဒါပေမဲ့လည်းအခုတော့ဒုက္ခိတတကြာကြီးတွေကြီးသစ်ကိုမာပြီးအပွားစစ်ကပြုံးလိုက်ကြီးနားတို့ဒုက္ခိတတကြာကြီးတွေမှာမင်းကိုပေးနိုင်တာဘာမှမရှိဘူးဝိညာဉ်သားရဲ့လေးကောင်ရဲ့သွေးပန်းကလေးလေးလုံးကဝိညာဉ်ခန္ဓာနိုးထတဲ့ဘောတော်ကြပဲနှကားစိတ်ဝိညာဉ်ခန္ဓာလိုပဲမင်းမှာကြားပြီဝိညာဉ်ခန္ဓာရှိရင်ကြားပြီဝိညာဉ်သွေးကိုတောက်တဲ့အခါမင်းရဲ့ဝိညာဉ်တန်တရားတွေကကြားပြီချီနိုးထလာလိမ့်မယ်မင်းမှာမင်းငယ်ဝိညာဉ်ခန္ဓာရှိရတော့မင်းငယ်ဝိညာဉ်သွေးက ်မင်းရဲ့ဝိညာဉ်တန်ဒေသတွေကမိငက်ချီကိုနိုးထစေလိမ့်မယ်လိမ့်နဲ့ဝိညာဉ်ခန္ဓာလည်းအဲ့လိုပဲအခုတောက်လိုက်ရွာလူကြီးအဘွားစင်နဲ့အခါသူတွေအလုံးကချင်းမှုကိုမျောလင်းချစ်အပြည့်နဲ့ကြည်နေကြသည်ချင်းမှုရင်ထဲတွင်တဒိုင်းတိုင်းခုံလာသည်စီးစရာထမဖျဲပင်အစူစီးမှန်စူစီးပြီးဖျော်ဆက်ပုံများကိုတင်ယူရင်းထူးထူးထက်ဆက်စည်းဝါများအမီးမတွက်နောက်တောက်ဖူးခဲ့ပြီးမဲ့ဤသို့ထူးထွေဆန်ပြခြင်းမရှိသေးပါချင်းမှုကြွေပန်းကလုံးတစ်ခွက်ကိုကောက်ယူလိုက်သည်ထိုခွက်ကမိငက်ဝိညာဉ်ဖေးပါသည်ဖြစ်၍ တွေးနည်းရောက်လူများကကြိုက်ကြိုက်စူပူနေသည်သူတကြိုက်ထဲမောင်းတောက်လိုက်တော့အခါမိစောင်နေထိုးခံရတယ်လို့ခန်းစားချက်ကလေကြောင်းမကစင်ခြေလက်အရေးအစစ်များအထိပူဆင်းပြန်လွန်သွားသည်ဒုက္ခလကတို့ကုလုံးတရှင်းရှင်းလောင်မြက်ပူပင်လာပြီးတွေးများပင်တပ်ပတ်ဆူလာတကဲ့သူထင်ရသည်တခဏကြာပြီးတော့အခါထိုးပူပင်လောင်မြက်သည့်ခန်းစားချက်ကပျောက်ကွယ်သွား၏ရွေးအားသူမှမိငယ်ဝိညာဉ်ခန္ဓာရှိလားရွာလူကြီးကမေးလိုက်သည်ဖဲနေဆွေရကခေါင်းခါရိုက်လိုက်၏ဆက်တော့ချင်မှုရွာလူကြီးကပြောလိုက်သည် ချင်းမှုချပြူဝင်ရင်တွေးပါသည့်ဒုတိယကြွေးခွက်ကိုကောက်ယူလိုက်သည်ထိုခွက်ကိုတောက်ရမှာတန်စည်းပြည်နေသည့်တန်ရည်ဘူးကိုတောက်ရသလိုကျေးယူရတာရော့ရပြီးသူ့လျက်တခုံလုံးစုခနဲ့ပြစ်သွား၏တကူလုံးလေးစုခနဲ့ကျင်ခနဲ့ခံတိုင်းပြီးခနာကြာပြောက်ွယ်သွား၏တုံမှာချားဖြူဝင်ရင်ခန္ဓာမရှိဘူးအဘွားစစ်ကစိတ်ပြက်လက်ပြက်ခေါင်းရမ်းလိုက်သည်ချင်းမှုတတိယခွက်ရွာလူကြီးကတီကြီးလျက်နဲ့ဆွာပြောလိုက်၏ချင်းမှုတတိယခွက်ကိုတောက်လိုက်သည် ရင်ခွက်၌အစိမ့်လောင်မှုမှထုတ်ယူထားသောငကားစိမ့်ဝိညာဉ်သွေးပါ၏ဤဝိညာဉ်သွေးကတော့သူ့ကြွက်သားများထဲမှသွေးကြောများဖောင်းကြွလာသည်ကိုရင်းအင်္ကာများကို မချိမဆန်းဖိညင့်ခံရသလိုခံစားလိုက်ရသည် သို့တော်လေထိုခံစားချက်ကခဏနှင့်ပျောက်ကွယ်သွားပြန်၏အဘူကြီးမကစိတ်ပြက်လက်ပြက်မျက်နာပြင်ခေါင်းယမ်းလိုက်သည် သူမငကားစိမ့်ဝိညာဉ်ခန္ဓာလည်းမရှိဘူးအဲ့လိုဆို ထုမှာလိမ့်နက်ဝိညာဉ်ခန္ဓာရှိတာပေါ့ဆေးစရာကရှာရှာပပအပြုံကိုပြုံလိုက်သူ့ရုပ်သွင်းကငိုထက်ပို၍ကြောက်မတ်ဖွယ်ရကောက်သွားသည်ချင်မူကလိမ့်နက်ဝိညာဉ်သူအပြေပါသည်နောက်ဆုံးခွက်ကိုတောက်လိုက်သည်တောက်ပြီးလင်းတောက်ပြီးခြင်းမယ်သူကိုကငတ်မွတ်တစ်ခုခဲသို့ပေါ်ပါလာပြီမိရေတဲ့တွင်မျောနေတဲ့ကဲသို့ခံစားရ၏သို့တော်လည်းရှင်းမအဖြစ်များအတိုင်းပဲထိုခံစားချက်ကလင်းမြင်စွာပြောက်ကွဲသွားပြီး သူ့မှာလိမ့်နဲ့ဝိညာဉ်ခန္ဓာမရှိဘူးဆေးဆရာကခေါင်းခါရန်လိုက်မိဘုံပတ်လဲတွင်ဝိုင်းဖွင့်နေသောရွာသူရွာသားများငြိမ်ကြသွားသည်ထို့နောက်တာသက်သမားကတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်အဲ့လိုဆိုသူကတာမန်လူတစ်ယောက်ဖို့ပေါ့အဖွားစစ်ကရုတ်တရက်ငိုတန်ပါကီးနဲ့အာယူပြောလိုက်သည်ကျွတ်တို့အားလုံးကအသက်ကြီးပြီးဒုက္ခတွေဖြစ်နေပြီကျွတ်တို့တင်ချင်မှုအသက်ရှင်နေမှာမဟုတ်ဘူး ဒီနေရာကတိတ်အန်ဒီရဲများလွန်းတယ်သူတရက်တောင်ရှင်းနိုင်မှာမဟုတ်ဘူးချင်းမူကအဖွားစီလက်ကိုစုပ်ကန်၍ညင်သာစွာပြောလိုက်သည်ဘဘွားမငိုပါနဲ့ဘဘွားနဲ့ဒီဘိုးဘိုးတွေအကုန်လုံးကလူကောင်းတွေပါဘသူမှတေးမှာမဟုတ်ပါဘူးလူကောင်းတွေဟုတ်လားဟိဟိအဘိုးကြီးမကတကိုတည်းရဲလိုက်၏ငါတို့အားလုံးကတေမင်းတငါးဝါကနေရုံးကန်ပုံးချောင်ရင်ဒီနေရာကိုထပ်ပြေးလာခဲ့ရတာ မဟာမြို့ဖြစ်ကတိပ်ကိုအန်ဒီရီများလွန်းတယ်ငါတို့မရှိရင်ချင်းမူးအတွက်အသက်ရှင်ဖို့တေချာပေါက်ခလိမိန်ငါတို့သူ့ကိုမဟာမြို့ဖြစ်မြို့အပြင်ပါပို့တင်တယ်အဲ့ဒါဆိုပို့အန်ဒီရီကင်းမိသူ့ကိုအပြင်ပို့တယ်ငါတို့ကို တွေ့သွားပြီးတက်ခဏရမှာပေါ့သူလဲငါတို့နဲ့ပတ်သက်နေတော့တေမာပဲသားသက်သမားကအေးဆက်ဆက်ပြောလိုက်ဤဒေါခီဘူဘွားကြေးရွာကနောက်တစ်ဖန်ကရင်ငင်ချက်ဟွာဤ ရုတ်တရက်ယူရာလူကြီးထံမှအတန်ထွက်လာ၏တိတ်ကောင်းတယ်အဘွားစစ်ကနားမလည်နိုင်စွာမေးလိုက်သည်ဘာရီကောင်းနေတာလေရွာလူကြီးကဖြုံးလိုက်သည်သူ့ခန္ဓာကိုဖွဲ့စည်းပုံကိုပြောတာတိတ်ကောင်းနဲ့မဟုတ်သေးဘူးတိတ်ကိုကြီးကျယ်မြင့်တဲ့အခြေခံမျိုးစေ့ပဲတာသက်သမားစေးစရာဖြင့်ရွာသူရွာသားများမှာချင်းမူ၏ခန္ဓာကိုဖွဲ့စည်းတိဆောင်မှုကအဘဲလိုကြောင့်ကြီးကျယ်မြင့်တဲ့လေဆိုသော အကြောင်းအရာကို မတိသဘောမပေါက်သူကြောင်စီစီကြီးလိုက်ကြသည်ရွာလူကြီးကပြုံးရင်ရှင်းပြလိုက်ငါအထင်တော်ချင်းမူမှာတခြားခန္ဓာကိုဖွဲ့စည်းပုံရှိနေတယ်အဲ့ဒါကဝိညာဉ်ခန္ဓာလေးခုလုံးပေါင်းစည်းထားတဲ့လောကသခင်ခန္ဓာကိုပဲလောကသခင်ခန္ဓာကိုလားဟုတ်တယ်လောကသခင်ခန္ဓာကိုပဲရွာလူကြီးကအားရပါရပြုံးလိုက်တာမဝိညာဉ်သွေး၌လောကသခင်ခန္ဓာကိုကိုနိုးထအောင်လှုပ်ဖို့ခက်တယ်လောကသခင်ခန္ဓာကိုအစွမ်းပြလာဖို့ ဝိညာဉ်သားရဲ့လေးကောင်ရဲ့သွေးတွေစုဆောင်းရမယ်။ဝိညာဉ်သားရဲ့လေးကောင်ကမဟာမျိုးပြမှာမရှိတော့ပေမဲ့သူတို့မျိုးဆက်တွေကိုရှာဖို့မခက်ပါဘူး။သားရဲ့တွေထပ်ဖန်ပြီးဝိညာဉ်သွေးတွေစုထား။ချင်းမူဝိညာဉ်သွေးအလုံးအလောက်တောက်ပြီးအခါကြာရင်သူရဲ့လောကသခင်ခန္ဓာကိုအလိုလိုနိုးထလာလိမ့်မယ်။အားလုံးကရွာလူကြီးကိုယုံကြည်ကိုးစားသူများဖြစ်သဖြင့်သူစကားကိုကြားရသည်တွေဝမ်းသာပီတီဖြစ်သွားကြ၏မနှက်ဖြန်ကြရင်ကြုတ်ထော်ကျိုးနဲ့ကြားတော်ဖမ်းမယ်စောစောနာချင်မူ မနှက်ဖြန်ကြမင်းဝီဉဉ်သွဲတီထတ်တော့ရအောင်မယ်အတီးတီးလူစု꽌ပြီးသွားတော့အခါဆဲဆရာနဲ့ရွှေအားကရွာလူကြီးကိုအထုခန်းသို့ပြပို့ကြ၏ရွှေအားထွက်သွားတော့အခါဆဲဆရာကအခန်းထဲတွင်နေရခဲ့ပြီးခတ်တို့ကြို့ပြောလိုက်၏လောကတခင်ခန္ဓာကိုယ်ဆိုတာမရှိဘူးရွာလူကြီးကခေါင်းညိတ်လိုက်သည်ငါဒီတန်းရှာကြံပြောလိုက်တာဒါပေမဲ့ဘာမှမပြောရင်လဲအာလုံးအတွက်ဆက်ရှင်တန်ဖို့ခဲရင်ပွားလိမ့်မယ်ဆဲဆရာမှမြင်ပြောဆရာစကားရှာမြဖြစ်သွားသည်ဒေါခိတဲ့ဘူပါကြီးရွာမှလူအလုံးမှာ တမိုင်းကိုစီရှိကြတော့လဲမဟာမြို့ပြတ်တို့ထွက်ညစ်သိမ်းဆောင်ခဲ့ကြသူများဖြစ်၏သူတို့ဤဝါနေကြေကွဲမှုများနဲ့လေးလံဖီစီရင်ယုံကန်ရှင်းတန်းနေခဲ့ကြရသည်ချီမူကဒုက္ခိတဘူပါကြီးရရှိလူအလုံးဤထိလွယ်ရှာလွယ်သောနှလုံးသားများကိုတင်းကျုံစုကင်ထားသည်သူတို့အနေနဲ့ချီမူတွင်တာမန်ခန္ဓာကိုယ်သာရှိပြီးမဟာမြို့ပြည်မှာတည်အုပ်သေးအသက်ဆက်ရှင်နိုင်ဖို့ခမရသူတို့စီကနေအမှန်တရားကိုတတလုံးဖုံးကွယ်ထားနိုင်မှာမဟုတ်ဘူးသူတို့အကုန်လုံးအသက်ကြီးပြီးတည်သွားတဲ့ဒီနေ့ကျရင် ချင်းမူကိုခြံထားခဲ့ရတာပဲအဲ့ဒါကြောင့်လောကသခင်ခန္ဓာကိုယ်ဆိုတာမရှိတဲ့အကြောင်းကိုသူ့ကိုမပြောပြတော့ဘူးသူမသိအောင်သာဝရလွှဲဝတ်ထားမယ်ရွာလူကြီးကတီကြီးလေးနဲ့ဆွာပြောလိုက်၏သူ့ကိုယ်သူတဦးတည်းသောလောကသခင်ခန္ဓာကိုယ်ပိုင်ရှင်လို့ယုံကြည်နေပါစေစည်းစွာမှမြင်တတ်မိပြီးရွာလူကြီးညက်နာကိုအ깨ခဲ့လိုက်သည်စီမီအင်ကြီးအလင်းရောင်မိတ်မင်းအောက်တွင်ရွာလူကြီးဤမျက်နှာကတမျိုးမီလင်းလက်နေပြီးပြုံးလိုက်၏အကျွမ်းမဲ့ယုံကြည်ချမ်းနဲ့တာမန်သူရောက်က ငါတို့ဝိညာဉ်ခန္ဓာနဲ့လူတွေတောင်မလုံနိုင်တဲ့အရာတွေကလုတ်ပနိုင်တလားငါကြည့်ကျင်သေးတဲ့ဈေးဆရာကသူ့ကိုကြောင်ခေခေးဆိုင်ကြည့်လိုက်ဤတာမန်သိမျောခန္ဓာကိုကနေလောကသခင်ခန္ဓာကိုကိုလားရွာလူကြီးကအလေးနားခေါင်းငိန်လိုက်ဤယုံကြည်ချက်ရှိဤတာမန်သိမျောခန္ဓာကိုကလောကသခင်ခန္ဓာကိုဖြစ်လာလိမ့်မယ်